ိမ်ထဲမှာပဲတူတူဝဝမနေတော့ပဲအရင်ကလိုပျော်ရွှင်စရာဘဝတွေကို ပြန်လဲဖြတ်တန်းနေပြီဖြစ်တယ်တရုတ်ဆောင်အိမ်နွားကျော်စင်တို့မိသားစုမင်္ဂလာပါပရိသတ်ကြီးရေတရုတ်ဆောင်ပြည်တည်ဦးနဲ့အိမ်နွားကျော်စင်တို့ကတော့ပရိသတ်တွေကြွေးတဲ့ထမင်းကိုစားထားတဲ့အနုပညာရှင်တွေဖြစ်တာကြောင့်အရေးကြုံလာတဲ့အချိန်တိုင်းပရိသတ်တွေအတွက်အမြဲတမ်းနားလည်ပေးဆက်နေသူတွေဖြစ်ပါတယ်ဒါကြောင့်မို့လို့လေနိုင်ငံကြီးအပြောင်းလဲတွေအများကြီးဖြစ်ခဲ့တဲ့၄နှစ်ကျော်ကာလအတွင်းမှာအိမ်ထဲမှာပဲနေပြီးအနုပညာအလုပ်တွေနဲ့ရော အနုပညာညီကောင်မောင်နှမအတိုင်းဝိုင်းတွင်လည်းပါကင်းကွာနေကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့အခု2025ခုနှစ်အတွင်းမှာတော့ပြည်တည်ဦးနဲ့အင်ဒွာကျော်စင်တို့မိသားစုရဲ့အရင်တုန်းကပုံရိပ်တွေကိုခက်ဆိတ်ဆိတ်ပြန်လည်မြင်တွေ့လာရတာဖြစ်ပါတယ်။မင်္ဂလာဆောင်ပွဲတက်တာတွေမိသားစုအပျော်ကြီးထွက်တာတွေအပြင် အခုဆိုရင်တော့ဘာတစ်ခုမှသွားရောက်ပျော်ရွှင်နေတဲ့ဗီဒီယိုတွေအထိပါပိတ်သက်တွေမြင်တွေ့ခွင့်ရခဲ့ကြရတာလည်းဖြစ်ပါတယ်။၄နှစ်ကျော်ကာလအတွင်းအိမ်ထဲမှာပဲတူတူဝဝနေပြီးတော့ အဆင်မပြေမှုတွေကြုံတွေ့နေရတယ်။ပြည်သူပြည်သက်တွေနဲ့အတူရှိခဲ့တဲ့ပြည်တည်ဦးနဲ့အင်းနွားကျော်စင်တို့ကတော့အရင်လိုပျော်ရွှင်တဲ့ဘဝတွေကိုပြန်လည်ရရှိဖို့အတွက်ဒီနှစ်အတွင်းမှာပဲလူရှိကိုပြန်ထွက်လာခဲ့ကြတာဖြစ်ပါတယ်။အခုတခါမှဆိုရင်လေတရုတ်ဆောင်အင်းနွားကျော်စင်တို့မိသားစုကရန်ကုန်မြို့ကဘာတခုမှပျော်ရွှင်စွာသွားရောက်ကားခုန်ခဲ့ကြတာဖြစ်ပြီးရင်းထဲကရှိတဲ့အပူတွေကိုငိမ့်သက်ခဲ့ကြတာလည်းဖြစ်ပါတယ်။လေးနှစ်ကျော်ကာလအတွင်းတူတူဝက်ဝက်နေခဲ့ရပြီး အခုလိုအပြော်တွေနဲ့ဝေးကွာနေခဲ့ရတဲ့သူတို့မိသားစုလေးကတော့အခုဆိုရင်အရင်လိုပြန်လဲပျော်ရွှင်တဲ့ဘဝမျိုးကိုဖန်တီးဖို့အတွက်ခြေလန်းတွေစနေခဲ့ပြီလဲဖြစ်ပါတယ်။လေးနှစ်ကျော်တဲ့အထိပြိသက်တွေနဲ့တသားနဲ့ရက်တီပေးခဲ့တဲ့ဖြီတီဦးနဲ့အိမ်နွားကျော်စင်တို့မိသားစုလေးကိုအခုလိုပျော်ပျော်ရွှင်ရွှင်နဲ့ပြန်လဲပြန်တွေ့ရတာပြိသက်ကြီးအနေနဲ့လဲခြေနဲ့သဘောကျလိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင်။